လုပ်ငန်းတစ်ခုအောင်မြင်တဲ့ဆိုတာဘာနဲ့တိုင်းတာကြလဲ။မြန်စုကတော့အကြီးလာတာနဲ့တွေ့တက်လာတာနဲ့တိုင်းကြတာမဟုတ်ဘူးလား။ဒါပေမဲ့ခဏလေးအဲ့ဒီအတွေ့ကိုခဏပြည့်ဖက်တာကြည့်အောင်။တကယ်လို့မြတတလေးပဲနေတာကမှအောင်မြင်မှုရဲ့အမြင့်ဆုံးပန်းတိုင်ရှင်းနေရင်ရော။အဲ့ဒါကနည်းနည်းတော့ဒူးဆန်နေတော့ဒီနေ့မှာတော့အဲ့ဒီလိုဓမ္မယောကျအတွေ့ခေါ်လေးကိုစင်ခေါ်မဲ့တယောက်တည်းသောသူမနီဆွေအယူဆအကြောင်းကိုပြောပြတော့မှာပါ။အဲတကယ်တော့လေအောင်မြင်တယ်ဆိုတာအဆုံးမရှိတိုးချဲနေရမယ်လို့ဘသူကတတ်မှတ်လိုက်ကြလဲ။ စဉ်းစားကြည့်လေအလုံးများလေကောင်းလေကုမ္ပဏီကြီးလေအောင်မြင်လေဆိုတဲ့အတွေ့ကိုခဏလောက်မေ့ထားလိုက်ပြီးတော့လုပ်ငန်းတစ်ခုရဲ့တကယ်ရွေးချက်ကဘာဖြစ်တဲ့လဲဆိုတာကိုအထူးထူးပြန်ပြီးမေးခွန်းထုတ်ကြည့်ကြရအောင်။ကဲအောင်မြင်မှုဆိုတာကိုပုံစံအသစ်နဲ့ပြန်ပြီးမြင်ကြည့်ဖို့အဆင်သင့်တည်ပြီးဆိုရင်တော့ဒီအကြောင်းအရာတွေကိုဆက်ပြီးလေ့လာဖို့အတွက် like share နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့နော်။ဒါမှဒီလိုစိတ်ဝင်စားစရာကောင်းမယ့်အကြောင်းအရာတွေကိုလက်မလွတ်မအောင်မြင်မှုရဲ့နောက်ွယ်မှာကြာရှုံးမှုတွေကပ်ပါလာတတ်တယ်ဆိုတာကြားဖို့ကြမှာပါ။ဘာကြောင့်လဲဒီလား။ အဲ့ဒါကကုမ္ပဏီများစုသတိမထားမိပဲကြာရောက်သွားတတ်တဲ့ထောင်ချောက်တစ်ခုပိုများချင်းရဲ့ယောဂါဆိုတဲ့ရာကြောင်းပါပဲဒီအကြောင်းကိုနမကြီးဘတ်စကတ်ဘောနီးပြားဖက်ရိုင်လီကသတိထားမိခဲ့တယ်သူရဲ့အမြင်နဲ့အနိုင်ရနေတဲ့အတင်းတွေမှာပေါ့သူတို့အောင်မြင်မှုတွေဆက်တက်ရလာတဲ့အခါမှာသူတို့ရဲ့အာယုံကပိုကောင်းအောင်လှုပ်ဖို့စီမမရှိတော့ဘူးပိုများများရဖို့ကိုပဲစပြီးစဉ်းစားလာကြတယ်ဥပမာချန်ပီယံစုတွေပိုများများဂွန်ဘုတ်တွေပိုများများပေါ့ အဲ့ဒီအတွေ့ကပဲနောက်ဆုံးမှသူတို့ကိုပြန်ပြီးဒုက္ခပေးသွားတာကိုသူတွေ့ခဲ့ရတယ်။ဆိုတော့ဒီယောဂကလက်တွေ့မှာဘလောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာကြည့်လိုက်အောင်။ crispy cream donut ကိုမှတ်မိကြအောင်ပဲထင်ပါလေ။တချင်ကလူတွေတိုင်းစီပြီးဝယ်ဟရတာလေ။ဒါပေမဲ့သူတို့ကနေရာကမှာစိုင်းနေဖွင့်ဒက်စီစိုင်းနေအထိရှော့အောင်တိုးချေလိုက်တော့ဘာဖြစ်သွားလဲ။သူ့ရဲ့တန်ဖိုးကကျသွားရော။နောက်တစ်ခုက best.com ူကတော့ပို့ဆိုတယ်။ကြော်ညာတစ်ခုထဲမှာတင်ဒေါ်လာ16တန်းသုံးပြီးတော့ဝင်ငွေက8တန်းကျော်ပဲပြန်ဝင်လာတယ်။ဒါဟာတမိုင်းမှာတော့မှတန်းတရာလောက်တဲ့ကြာရှုံးမှုကြီးတစ်ခုဖြစ်ခဲ့တာပေါ့။ဟုတ်ပြီ။ဒါဆိုရင်ဒီပိုများချင်းရဲ့ယောဂကိုကုလို့ရော်တဲ့ဈေးရောရှိလား။ရှိတာပေါ့။အဲ့ဒါကတော့အောင်မြင်မှုဆိုတာကိုအစနေပြန်စဉ်းစားကြည့်ဖို့ပါပဲ။ဒီနေ့အဖြစ်တယောက်တည်းသော company ဆိုတဲ့အတွေ့အခေါ်နဲ့ချင်းကကြည်သားမျိုးပေါ့တယောက်တည်းသော company ဆိုလို့မကြီးထွားနိုင်လို့တေးသေးလေးနေတာလို့တော့မထင်လိုက်နဲ့နော် အဲ့လိုမဟုတ်ဘူးဒါကရွေးချယ်မှုတစ်ခုပါအဆုံးမရှိတိုးချဲ့နေတာထက် အကျိုးအမြတ်လွတ်လပ်မှုပြီးတော့ကိုယ်တိုင်လိုချင်တဲ့ဘဝနေထိုင်မှု ပုံစံကိုပိုပြီးတော့ဦးစားပေးဖို့ရည်ရွယ်ချက်ရှိရှိတင်းငယ်နေမှရရင်ရွေးချယ်လိုက်တာဖြစ်ပါတယ်နောက်တို့အတွေ့အခေါ်နှစ်ခုရဲ့ရှင်ပြိုင်မှုတစ်ခုလို့တောင်ပြောလို့ရတယ်တစ်ဖက်မှာတော့တမားရိုးကြပုံစံဘလောက်ကြီးလဲဝင်းငွေဘလောက်ရှိလဲဆိုတာနဲ့ပဲတိုင်းတာတယ်နောက်တစ်ဖက်မှာတော့ပုံစံအစ် အကျိုးမြတ်ဘလောက်ကြံလဲကို့မှာလွတ်လပ်မှုဘလောက်ရှိလဲဆိုတာကိုအဓိကထားပြီးတိုင်းတာတာပေါ့ကဲဒီလိုတယောက်တဲသော company ဆိုတဲ့အတွေ့အခေါ်ကိုလက်တွေ့မှာဘလို့ဒီဆောက်ကြမလဲသူ့မှာမရှိမဖြစ်လိုအပ်တဲ့အခြေခံအုံမြင့်ကြီး၄ခုရှိပါတယ်အဲ့ဒီအုံမြင့်လေးခုကတော့ကြံ့ခိုင်မှုကိုပိုင်အောက်ချုပ်ခွင့်မြန်ဆန်မှုပြီးကိုရိုးရှင်းမှုတို့ပါပဲကဲတခုချင်းစီကိုအသေးစိတ်ဆက်တည်ကြည့်လိုက်ကြရအောင်ပထမဆုံးတစ်ခုက쨍ခိုင်မှု resilience ပါဆိုလိုတာက လဲကြတော့ရင်ချက်ချင်းပြန်ထားနိုင်တယ်စွမ်းကြီးပေါ့ကုမ္ပဏီကြီးရေလိုငွေပုံပေါ်ထိုင်နေတာမဟုတ်တော့ဈေးခွာပြောင်းလဲတဲ့အခက်ခဲတွေကြုံလာတဲ့အခါမှာမြန်မြန်ဆန်ဆန်ပြန်ပြီးထူမတဲ့စွမ်းချေဖို့ကအသက်ပဲလေ Daniel Laporte ဇလန်ကဒီအတွက်အကောင်းဆုံးဥပမာပါပဲစဉ်းစားကြည့်ကိုယ့်နာမည်နဲ့ကိုထောင်ထားတဲ့ကုမ္ပဏီနဲ့ကိုကိုယ်တိုင်အလုပ်ထုတ်ခင်ရတယ်ဘာလို့လဲကြော်ရင်းနှီးမြှုပ်နှံသူတွေရဲ့ဆုံဖြတ်ချက်ကြောင့်ပေါ့ဒါပေမဲ့သူအရှုံးပေးသွားလား မဖေးဘူးအရာအားလုံးကိုကိုယ်တိုင်တရားရခဲ့လုံးအပြည့်အဝထိန်းချုပ်နိုင်တဲ့လုပ်ငန်းတစ်ခုကိုအောင်မြင်အောင်ပြန်ပြီးတော့ထူထောင်ပြခဲ့တယ်ဒုတိယတစ်ခုကတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့် autonomy ပါရှင်းရှင်းလေးပါပဲကိုယ်တင်ဖို့ကိုယ်ပဲကပတန်လို့တော့ဖို့ကိုယ်လုပ်ငန်းကိုဘယ်ဘက်သွားမလဲညာဘက်သွားမလဲဆိုတာကိုပို့ဖရီယင်းနီမြန်သူတွေရဲ့မင်းလိုက်ကြည့်နေစရာမလိုပဲကိုယ်စွန့်ဖက်ခြင်းနဲ့ကိုလွတ်လပ်လပ်သွားနိုင်တာကိုဆိုလိုတာပါ Sol OL ဆိုတဲ့လုပ်ငန်းရှင်တယောက်ရှိတယ်။သူရဲ့ examine.com ဆိုတဲ့လုပ်ငန်းကဝင်းဝေးခွန်ကနားတည်ရှိတာနော်။ဒါပေမဲ့သူက venture capital တွေယင်းနှမနှမတွေကိုအကုန်ညှင်းခဲ့တယ်။ဘာလို့လဲသီလား။သူကနေလက်ခင်းမ AACC နားယူပြီးအကတ်တင်တန်းတွေတွားတက်နိုင်တဲ့သူရဲ့လွတ်လပ်မှုကိုငွေဟက်ပိုတန်ဖိုးထားလို့တဲ့အန်အောင်စရာပဲနော်။တရီယာအချက်ကတော့မြန်ဆန်မှု speed ပါ။ဒါကအရင်အရေးကြီးတယ်။ ကုမ္ပဏီကြီးရဲ့မှာဆိုရင်စိတ်ကူးတစ်ခုရရင်အစည်းအဝေးတွေထိုင်အစင်းစင်တင်များနဲ့လနဲ့ချီးပြီးအချင်းကုန်နေချိန်မှာကိုရာကြီးသောကုမ္ပဏီကတော့အဲ့ဒီစိတ်ကူးကိုနောက်တနေ့မှတင်အကောင့်အထည်ဖော်ပြီးစမ်းတက်လို့ရတယ်။လင်ငယ်လေးကတင်ပေါ်ကြည့်တဲ့ပုံမြန်မြန်꿰နိုင်တော့တော့ပေါ့။ Peter level ဆိုတဲ့သူကကြည့်လေ။သူတယောက်တည်းပဲနော်။ Nomad list ဆိုတဲ့ website တစ်ခုကိုတီးတောင်းပြီးတနေ့ကိုဒေါ်လာ၄သိန်းဟုတ်တယ်၄သိန်းအဲ့လောက်အထိဝင်ငွေရှာနိုင်ခဲ့တယ် သူ့ရဲ့ပြိုင်ဘက်တွေကယင်းမျိုးနွမှုအများကြီးရထားတဲ့ကုမ္ပဏီကြီးတွေဒါပေမဲ့သူကသူ့ရဲ့မြန်ဆန်မှုကိုအသုံးချပြီးအလုံးကိုကြော်တက်သွားနိုင်ခဲ့တာနောက်ဆုံးအချက်ကတော့ရိုးရှင်မှု simplicity ပါပဲဒါကအောင်မြင်လာတဲ့အခါမှာမလို့အပ်ပဲအလုပ်တွေရှုပ်ဝန်ထမ်းတွေထပ်ခန့်ခြင်းနဲ့အစမပြောခဲ့တဲ့ပုံများခြင်းယောဂါကိုတွန်းလှန်နိုင်တဲ့အဓိကလက်နက်တစ်ခုပဲကိုလွန်ကန်းရဲ့အဓိကရွေးချယ်ကဘာလဲဆိုတာကိုပဲဆွဆွမဲမဲအောင်ဆိုင်ထားတာမျိုးပေါ့ဒီနေရာမှာတော့ David နဲ့ Goliath ဇလန်းအစ်စ်ကိုတွေ့ရမှာပါ တချင်ကအယန်းနာမည်ကြီးကြတဲ့ bookmarking site ဖြစ်တဲ့ delicious သူကစနစ်တွေကရှုပ်ထွေးရင်းနှီးမြုပ်တန်းတူတွေကတက်အောင်တပေါက်နဲ့နောက်ဆုံးမှာတန်ဖိုးတွေအကုန်ကြာတော့တယ်အဲ့ဒီအချိန်မှာသူ့ရဲ့ပြိုင်ဘက်တက်အောင်ထဲပဲထူထောင်ထားတဲ့ရိုးရိုးရှင်းရှင်း pinball ဆိုတဲ့ site က delicious ကိုဒေါ်လာ2000ခွဲလေးနဲ့ပဲဝယ်ယူလိုက်နိုင်ခဲ့တယ်ဒါဟာရိုးရှင်းမှုရဲ့အပြတ်အသတ်အောင်ပွဲလို့ပဲပြောရမှာပါဟုတ်ပြီ အခုပြောခဲ့တဲ့အချက်တွေကကိုယ်လုံငန်းရဲ့အတွင်းပိုင်းကိုခိုင်မာအောင်လုပ်တာတွေပေါ့ဒါတွေအကုန်ရှင်းပြပြီးဆိုရင်အောင်မြင်မှုအတွက်အရေးအကြီးဆုံးဖြစ်တဲ့အပြင်ဘက်ကအရာတစ်ခုကိုကြည့်ဖို့လိုလားပြီအဲ့ဒါကဘာဖြစ်မလဲအဖြေတော့ရမ်းရှင်းပါတယ်ဖောက်သေးသေးပါပဲစီးပွားရေးမှာလူတိုင်းသိတဲ့အမှန်တရားတစ်ခုရှိတယ်အဲ့ဒါက forty a foot တယောက်ရဖို့ကွန်ကျစရိတ်ကလက်ရှိ forty တယောက်ကို ထိုင်းထိုင်းရတာတက်ငါးဆပူများတယ်ငါးဆနော်အဲ့ဒီတော့ တယောက်ထဲသော company တို့အကောင်းဆုံးမိဖြူဟာကဘာဖြစ်မလဲ Faulty အသက်တွေအများအရဖို့လိုက်ကြောင်ညာနေတာထက်ကိုမှရှိပြီးသား Faulty တွေကိုအကောင်းမွန်ဝန်ဆောင်မှုပေးပြီးသူတို့ကိုပြောရှင်းအောင်ထားတာကပိုးပြီးချိုးရှိပါတယ် Sean D Souza ဆိုတဲ့လုပ်ငန်းရှင်တယောက်ကဒီအချက်ကိုကောင်းကောင်းကြီးနားလဲတယ်သူပါလို့လဲဆိုတော့သူစီကဒေါ်လာ2000တန်တင်တန်းကိုဝယ်တဲ့ Faulty တွေကိုဒေါ်လာ20တန်း chocolate ဘူးလေးတွေလက်ဆောင်ပိုးပေးတယ်အရာမိုက်တဲ့ idea နော်အန်တော့ဇာကောင်းတာကလူတွေကအဲ့ဒီဒေါ်လာ2000တန်တင်တန်းအကြောင်းပြန်ပြောတာထက် သူတို့ရလိုက်တဲ့ချောကလက်ဘူးလေးအကြောင်းကိုပဲတဖဖို့ပြောကြတော့တာပဲဒါဟာတေးငယ်တဲ့ဂရုစိုက်မှုလေးတစ်ခုကနေဘလောင်ကြီးမားတဲ့တစ္ဆာဆောင်နေမှုကိုတိဆောက်နိုင်လဲဆိုတာကိုပြနေတာပါပဲနောက်ဆိုရင်ဒီလိုမျိုးတေးတေးလေးနေပြီးတော့အကောင်းဆုံးဖြစ်အောင်စူးစမ်းနေရတဲ့အဆုံးဆုံးပန်းနိုင်ကပါလေပါအတွက်တာဒီလုံနေရလေအဖြေကတော့ကိုကစီဝါရဲ့အတွက်အလုတ်လုတ်ပေးနေတာမျိုးမဟုတ်ပဲစီဝါကြီးကကိုတပြန်ပြီးအလုတ်လုတ်ပေးမယ်အခြေအနေတခုကို တည်ဆောက်ဖို့ပါပဲဒီနေရာမှာစာရေးဆရာ James Clear ရဲ့စကားတခွန်းကအရန်ကိုမှတ်သားစရာကောင်းပါတယ်သူကပြောတယ်ငါဘာ protect အစ်စ်ဖန်တီးရမလဲလို့တွေးမဲ့အစားငါဘယ်လိုဘဝမျိုးမှာနေထိုင်ချင်တာလဲဆိုလာကိုအရင်ဆုံးတွေးပါတယ်ပြီးမှအဲ့ဘဝပုံစံကိုဖြစ်လာအောင်အထောက်အကူပြုမဲ့စီးပွားရေးမျိုးကိုနောက်ပြန်စဉ်းစားပြီးတည်ဆောက်ပါတယ်အဆုံးသက်အနေနဲ့အလုံးကိုစဉ်းစားစီရမေခွန်းလေးတစ်ခုနဲ့ခြံထားခဲ့ခြင်းပါတယ်အခုလုပ်နေတဲ့လုပ်ငန်းက ကိုတကယ်လိုချင်တဲ့ဘဝကိုတိဆောက်ပေးနေတာလားဒါမှမဟုတ် ကိုယ့်ရဲ့ဘဝတစ်ခုလုံးကပဲအဲ့ဒီလုပ်ငန်းရဲ့အစေခံတယောက်လို့ဖြစ်နေပြီလားဒါလေးကိုတော့ကိုယ့်ဘာသာကိုပြန်ပြီးမြေကြီးဖို့လုံမထင်ပါနဲ့